ဟယ်လိုမင်္ဂလာပါမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်နှုတ်ခွန်းဆက်ပါတယ်အခုမနေ့စာနဲ့နေ့လေနေ့လေစာနဲ့ညနေစာပေါင်းစားတာပေါ့နော်ညနေစာနေ့လေအခုဆိုဒီမှာစက်နိုင်ထိုးတော့မသိလားစက်နိုင်ထိုးတော့မယ်ဆိုတော့ဒီကအမြဲတမ်း ညလေဆိုလို့ရှိရင်ဆက်နိုင်သမစားတယ်ညနေကြလို့ရှင်ဘာမှမစားတော့ဘဲနဲ့ဟိုအသီးလောက်ပဲစားတာပေါ့နော်စီဂျိုသမားပေါ့နော် diabetes diabetes ဆိုတော့လေကိုကစီဂျိုရောဂါရှိတဲ့အတွက်ကြောင့်ကိုကအရင်စင်ကြရပါတယ်လို့ပြီးတော့အန်တီအကြိုက်ကစွန်းရပြုတ်ကလေးပါရှင်ကစွန်းရပြုတ်ကငငယ်တဲ့ကစွန်းရပြုတ်ကိုကြိုက်တာကစွန်းရပြုတ်မပိုင်စားအောင်မစားအောင်ကစွန်းရကဒီမှာနော်ရန်စေးကြီးရနော်ဒါအခုဆိုလို့ရှင်ဒါဘတ်နဲ့ဆိုလို့ရှင်ဘယ်လောက်ကြာလဲဆိုတော့ အဲ90ဆိုဘတ်တရနဲ့90ဘတ်တရ90ဘိုးတိတာကြည်ထိုင်းမှာဆိုလို့ရှင်မလီဟိုဟာဘတ်30ဘိုးဆိုအများကြီးစားတယ်ဒီနေ့တော့ဝတ်သားလေးပေါ့နော်ကိုလည်းဘာမှမချင်တော့ဝတ်သားလေးကိုဝတ်သားလေးကိုတခါတည်းမှာကိုရောက်ခမပို့လိုက်တယ်ဝတ်သားအဲ့ဒါရောက်ခမပို့တဲ့ဝတ်သားလေးပေါ့နော်ဟာစားရပေါ့ညီနေလေးပြောချင်တာပါလဲဆိုတော့သိလား အဲဘောနော်ဒီဟိုသမုတ်တရားပင်လဲရေဆိုတာကတယောက်တည်းတောက်လို့မကုန်ဆိုတာပြောချင်တာပေါ့နော်တို့မြန်မာလူမျိုးတွေရဲ့လေအချင်းဆိုင်ကလေမြန်မာလူမျိုးတွေမဟုတ်ဘူးနော်မြန်မာလူမျိုးတွေတော်များများပြောတာနော်မြန်မာလူမျိုးတွေကတော်များကဟိုလောဘတွေရှိတယ်မနာလိုတဲ့စိတ်တွေရှိတယ်အဲ jealousy တွေကလေမိန်းမတွေမှာ jealousy တွေအများကြီးရှိရသီလားဒီ jealousy တွေကြောင့်မဲ့ဂျီရန်ဝင်တာလေ ငါတို့ငါတို့လူမျိုးတွေကလည်းဒီမိမတယောက်ကိုမကြိုက်တော့ဘူးဆိုလို့ရှင်အဲ့အဲ့မိမဘာလို့လို့အကောင်းမမြင်တော့ကွာအဲ့မိမဘာပဲပြောပြောအကောင်းမမြင်တော့ဘူးတချို့ကြောင့်အဲ့မိမတယောက်ကိုချစ်တယ်ဟေ့ဆိုလို့ရှင်အဲ့မိမဘာပြောပြောအဲ့မိမအဲ့ဒီမိမဘာပဲဟိုဟိုနောက်ဆုံးဟိုဂျဘိုးကစင်းပြောလဲလက်ခံကြတယ်သိလား ပြောချင်တာဘာလဲဆိုတို့မိမာလူမျိုးတွေရဲ့အချင်းကလေအဲ့သူ့ထက်သာမနာလိုတဲ့စိတ်တွေပေါ့နော်ကိုကိုအဲ့ဒါဘာလဲဆိုကိုကိုကို confidence မရှိတဲ့လူတွေပဲကိုကိုကိုယုံကြည်မှုရှိရလို့သူများဘလောက်ပဲချမ်းသာသားသူများဘလောက်ကြီးပဲချောနေနေဒါပေမဲ့ confidence ဆိုတာလေဟုတ်ပေါ့ပုံပေါ်လွာထက်တော့မပူအောင် over တော့မဖြစ်နဲ့ပေါ့နော် over တော့မဖြစ်နဲ့ပေါ့ကွယ်ဟဲ့မှာတချို့ကြလည်းအရင် over တင်လေအမလေး तू ပဲလုပ်နေ तू ပဲကိုင်းနေ तू ပဲရှိနေအဲ့လိုမျိုးတော့မဟုတ်ဘူးနော်ပြောချင်တာဘာလဲဆိုတော့ ကိုကိုကိုယုံကြည်မှုရှိရမယ်ဘယ်တော့မှသူများနဲ့လည်းရှင်းမနေနဲ့ဘယ်သူမှလည်းသူများနဲ့လည်းသွားပြီးတော့မပြိုင်နဲ့မပြိုင်နဲ့ကိုကိုကိုသာပြိုင် အခုအလုပ်ထဲမှာဆိုလို့ရှင်တော့မိမရမ်းကြေများတယ်တူလားဟာအလုပ်ဆိုလို့ရှင်လဲသူတို့ပဲလှုပ်ချင်တဲ့အချိန်ပေါ်တယ်တူလားသူများကမပေးချင်ဘူးတူလားသူတို့ပဲပတ်စံလိုတယ်ဟိုလောကမှာလူတိုင်းပတ်စံလိုတာပဲလေနော်ဟို sharing လုပ်မလဲဆိုတာမရှိတော့ငါငါငါဆိုရက် selfish ပေါ့နော်ငါပဲရမယ်ငါပဲပိုင်ဆိုင်ရမယ်ငါပဲကြီးပွားချမ်းသာရမယ်ငါပဲရှိနေရမယ်ဆိုရက်အဲ့ဒီအတ္တအတ္တငါတွေကလေသိရင်လည်းကိုယ်တော့မပါဘူး အဲ့လိုပြောလို့ဘာလို့အန်ဒီကတရားရလဲဆိုပြမယ်နော်အနေအခုချိန်မှာအရင်တော့ကတော့စားသောက်ဆိုင်မှာလို့တော့အဲ့လောက်ထိလူတွေရဲ့သဘောတရားကိုနားမလည်လားအခုနောက်ပိုင်းမှာတော့အန်ဒီအဲ့လိုပေါ့ကျွန်တော်ပြင်ငနဲ့လုတ်တဲ့ခါကျတော့လူမာတွေတရားချက်ကြည့်နေလေသင်ဟဆိုင်ရသလားသေသွားတော့လေသူတို့သူတို့သေသွားတယ်မလားသေသွားလို့ရှင်သူတို့အခောင်းကိုလေရေချိုးပေးဆေးကြောတုတ်တင်ပေးလက်ကြီးကိုလက်ကြီးကိုကန်ရလို့ရှင်လက်ဘခနဲ့သလားဟိုဘာမှမသိတော့ကွာသိမလားနောက်ဆုံးဝှက်ထားတဲ့လက်ထက်လက်ဆုတော့မထန်ချန်ခဲ့ရတယ်ဘောက ဝိထားတဲ့ less ထက် less ဆွတ်တောင်မှခြံထားရတဲ့လူလောကကြီးမှာဘာတွေကလောဘတွေကြီးနေကြတာလဲဘာလို့လောဘတွေလောဘတွေလောဘတွေအတက်ဘုံမဆုံးသက်နိုင်မင်းနဲ့ဟာဟိုစာလေးငတ်လေအဲ့လိုဖြစ်နေပုံစံဖြစ်နေကြတာလဲနင်းနေတော့ပါပေါ့နော်ကိုဟန်နဲ့ကိုပေါ့ဟိုအဲ့ဒါကြောင့်မနေ့ကလည်းအန်တီမနေ့ကလည်းပြောတဲ့ငယ်ချင်းတွေစကားပြောတော့ပေါ့အပေါင်းသင်းတော်မှအန်တီက ို့ဘလို့ကပေါင်းသိလို့မရအောင်ဒီကကိုနဲ့ဆက်ချင်းမတွင်လုံးဝလုံးဝလုံးဝပေါင်းလို့မရအောင်ဘာကြောင့်လဲဆိုတော့ကိုကိုတိုင်လဲဘဝမှာနေဘူးတယ်ထိုင်ဘူးတယ်စားဘူးတယ်ခီးသွားဘူးတယ်အဲ့လိုပေါ့ကိုကခီးသွားတာဝါနာပါတော့ကိုသွားကျင်နိုင်ငံနဲ့ကိုသွားရတယ်အဲ့ဒါတော့စိတ်ချမ်းသာတယ်ပြောချင်တာလေဟုတ်တယ်ဟုတ်လောကကြီးမှာလေဟိုပြီးတော့သူများတကာမျက်ရည်ကြအောင်သူများတကာရဲ့ဟိုပေါ့ဒုက္ခတွေကိုကြည်ပြီးတော့စိတ်ချမ်းသာတယ်မှာအန်လည်းမပေါအဲ့အဲ့ဒါကြောင့်လို့အန်ဒီကလေဘဝကြီးမှာအနိမလေးချမ်းသာအနိမချမ်းသာလို့ရှင့် မချမ်းသာဘူးစိတ်လည်းမစင်ရဘူးပုံမှန်နေနေတာပေါ့နော်ပြောချင်တာလည်းမနာရတဲ့စိတ်တွေမရှိကြပါနဲ့မိမတွေအဲ့တည့်တည့်မနာရတဲ့စိတ်ရှင်မိမတွေစကားပြောအဆင်ပြေလောက်ဘူးတိလားပြီးတော့ပြောချင်တာဘာလဲဆိုတော့ကိုသိန်းကိုတော့မပါတဲ့အရာတည်းမမမောပါနဲ့လို့နော်ကိုသိန်းကိုတော့မပါတဲ့မမောပါနဲ့လို့ပြောချင်ပါတယ်ရှင်ဒီလောက်ပါပဲရှင်ဘိုင်ဘိုင်